တညရနဲ့ကမ္ဘာကြီးလူတွေအကုန်ပျောက်သွားပြီးပင်လယ်ချမ်းပြေပေါ်မှာတောင့်တင်းသွားတဲ့အခါကာရီဘီယံပင်လယ်ပြင်အလဲကောင်ဇင်ခံရွတ်လက်ဇင်းပေါ်မှာဂျူလီယာတို့မိသားစုဟာပျော်ရွှင်စွာအားလည်းခရီးထွက်နေကြပါတယ်ဒါပေမဲ့ဒီပျော်ရွှင်မှုကကြာကြာမခံပါဘူးရုတ်တရက်ကောင်းမြင်ကနေမီလုံးကြီးတွေကြားလာပြီးပင်လယ်ပြင်ကုလုံးကိုတုံခါသွားခဲ့ပါတယ်အစကတော့ဒါကိုကြောက်ခဲတွေကြားလာတယ်လို့ထင်ခဲ့ကြပါပဲတကယ်တမ်းကျတော့ကမ္ဘာဆန်းကြီးအားတွေပြောင်းလဲကုန်လို့ဂျူလူတွေပြက်ကျလာတာပါမုံတိုင်းနေထမ်းလေတွေကပျက်စီးပြီးလက်စစ်မီးတွေတက်တော့သွားတဲ့အမောင်တို့ထဲမှာသူတို့သားမီးတွေကြောက်လန့် ကြပုံမိခဲ့ကြပါတယ်မနက်မိုးလင်းလို့အပြင်ထွက်ကြည့်လိုက်တဲ့အချိန်မှာတော့သူတို့မြင်လိုက်ရတဲ့မြင်ကွင်းကအားလုံးမင်းသက်သွားခဲ့ကြပါတော့တယ်ဘာလို့လဲဆိုတော့ဖိလေးရီတွေအားလုံးကစမမကြအောင်ခန်းချောက်ပြက်ကွယ်သွားပြီးသူတို့ရဲ့ရွေးလေကြီးကတဲကနေလို့ဖြစ်နေတဲ့ပင်လယ်ကျမ်းမြင့်ကြီးပေါ်မှာတောင်းတနေခဲ့လို့ပါပဲတကယ်တော့ကမ္ဘာတန်လိုက်ဝုန်းဝုန်းလေးပြောင်းပြန်ဖြစ်သွားတာကြောင့်သမုတ်တရားရီတွေနောက်ဆုတ်သွားပြီးကုန်းမြေကိုရီတွေလွှမ်းသွားတာဖြစ်ပါတယ်ဒီအချိန်မှာပဲဖခင်နဲ့သူတုံးဟာရင်ရင်လို့တင်မော့ကပ်တိန်တယောက်နဲ့ ဗီဒီယိုအဆက်အသွယ်ရခဲ့ပါတယ်ရေတွေကနောက်ရက်နေ့အကြာပြောင်းပြောင်းလာတော့မှာမို့လို့ အမြင့်ဆုံးနေရာကိုအများဆုံးသွားကြဖို့သတိပေးလာကြပါတယ်ခရီးဆက်ဖို့ပြင်ဆင်နေကြတော့မှပဲသူတို့စီကိုလူတရာရောက်လာခဲ့ပါတယ်ဒုက္ခရောက်နေတဲ့လူချင်းကိုကူညီဖို့ကြိုးစားခဲ့ပေမဲ့ဒီလူစင်းကရေဘုတ်ကိုတောက်ပြီးတာနဲ့ကျေးဇူးကံပြီးဖခင်ဖြစ်သူတုံးကိုရဲဆက်ဆက်တပ်ဖြတ်လိုက်ပါတော့တယ်ဂျူလီယာတို့အသားမိတွေလည်းတေဘေးကနေတည်တည်လေးလွတ်မြောက်ခဲ့ပြီးအဖေဖြစ်သူရဲ့အလောင်းကိုထားခဲ့ကဝမ်းနဲ့ပက်လက်နဲ့ထွက်ပြေးခဲ့ကြပါရဲ့ပူပင်းလာတဲ့နေရန်နဲ့ရင်ငတ်တန်ကိုအလူးနဲ့ခိုင်းရင်ပင်လယ်ကျမ်းမြေပေါ်မှာရှောက်သွားနေကြတဲ့သူတို့အသားမိတွေဟာသူကူးစမ်းတဲ့အရာကြီးကိုတွေးလာရပါတယ်မ နှစ်ပေါင်းများစွာပင်လယ်အောက်မှနင်းမြုပ်နေတော့ဒင်မော့ပြက်ကြီးတွေပလတ်စတစ်အမိုက်တောင်ကြီးတွေနဲ့ကြောက်စရာကောင်းတဲ့ပင်လယ်သရဝအသေးကောင်ကြီးတွေကိုတွေ့ခဲ့ရပါတယ်ဒါပေမဲ့အဆိုးဆုံးကတော့အခုမှစတာပါညဘက်ရောက်တော့အဝင်းကြီးကနေတစ်ချစ်ချစ်နဲ့ထူးဆန်းတဲ့အတန်းလေးကြားလာရပါတယ်အဲ့ဒါကတော့ပင်လယ်ရေနှစ်ပိုင်းကကနန်းကောင်ကြီးတွေပါပဲ ရေမရှိတဲ့အတွက်အောက်ဆီဂျင်ကြောင့်ဒီကောင်ကြီးတွေကယူတုပ်ပြီးတွေ့တဲ့များအရာအလုံးကိုကိုက်ဖြတ်စားတော့ဖို့သူတို့နောက်ကိုအုပ်စုလိုက်လိုက်လာကြပါတော့တယ်ဂုံတင်ဒက်မော့ပြည်ကြီးတစ်ခုပေါ်ပြစ်တက်ကြပေမဲ့အထက်မှာဘုံနေတဲ့ဒက်မော့သားတွေကိုဒီကနန်းတွေကအစင်လက်လက်ကိုက်ဖြတ်စားတော့လိုက်ကြပါတယ်ဂျူလီယာတို့မိသားစုကကနန်းတွေရန်ကနေလွတ်အောင်ပြီးတစ်ဖက်မှာလည်းရင်ကုန်ဒက်မော့ကပ်ပင်းစီကတရင်စိုးတစ်ခုစားလိုက်ပါတယ်အစားကဒက်မော့လောက်ကြမှာပြောင်းလာမယ်မှန်းတဲ့ပင်လယ်ယူတွေဟာပြတ်တက်မှုအမသာနောက်ထပ်နိုင်ပိုင်းတက်မှာပဲဝင်ရောက်လာတော့မှာပါသူတို့အနေနဲ့ဒီလိုင်းလုံးကြီးတွေ မဝင်လာခင်ပေးလိုက်ရင်တော့တင်မော့ကြီးအမြတ်ပြရပါတော့မယ်လမ်းမှာကြောက်တောင်လေးပြူကြလို့တားမိတွေလူကွဲမလို့ချစ်ခဲ့ပေမဲ့တမိဖြစ်သူကတိကအမေကမထားခဲ့ပဲပြန်ဆွဲခေါ်ခဲ့ပါတယ်။ဒီလိုဒေမနာရောက်တော့ကပ်တိန်ကလည်းတေဆုံးနေပြီးကနေအုပ်ကြီးကလည်းဝိုင်းလာပြန်ပါတယ်။ဂျူလီယာကလည်းတနက်နဲ့ပြစ်ပြီးကာကွယ်ပေးသလိုတားပြည်သူကဘန်ကလည်းအတင်းမောပေါ်ကနေဒီကူဘေးနောက်ဆုံးမှာတော့မိသားစုတယောက်စလုံးရင်းကိုတင်မောရက်ကိုဝန်းနိုင်ခဲ့ပါတယ်။ သူတို့တကားပိတ်လိုက်တဲ့တရားနဲ့ပဲပင်လယ်ကြီးတွေကဆူနာမီလိုင်းလုံးကြီးတွေအဖြစ်အစိမ်းဟုန်နဲ့ဝင်ရောက်လာပါတော့တယ်ဂလန်းတွေကလည်းဒီနဲ့အတူပါသွားပြီးရေမုတ်တင်မောကြီးကတော့လိုင်းတဲ့တော့ ဟိုဒီလူလို့နေခဲ့ပါတယ်အချိန်တော်ကြာမိမျိုးသွားပြီးပြန်နိုးလာတဲ့အချိန်မှာတော့ဂျီရီပြန်ငိမ့်သွားခဲ့ပါပြီဂျီလို့တင်းမွဲအပေါ်အချက်၎င်းကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့သူတို့ဟာပျက်စီးနေတဲ့လူပြည့်ကြီးတစ်ခုရဲ့ကောင်းမြတ်တစ်ခုဘောကိုရောက်ရှင်နေတာကိုတွေ့လိုက်ရပါတယ်မိသားစုမစုံရင်တော့ပေမဲ့အစိုးရသူတို့ကပေးကြီးကနေအသက်ရှင်လွတ်မြောက်ခဲ့တဲ့ဂျူနီယာတို့တာမီတွေဘဝတစ်ခုကိုဘလို့ကတန်းကြမလဲဆိုတာကတော့